မက္စီကိုသွင်းခေါ်အပေါ်အခွန်သွင်းပြီးထရန့်ဆိုင်ကမက္စီကိုသမ္မတကလောက်ဒီယာဆိုင်ပန်းကရှေ့ပြောင်းသူတွေအမေရိကန်နဲ့မဝင်ဖို့နဲ့ဖန်နတီမိုးရဲ့ဈေးတွေမဝင်အောင်တားဆီးရမှာသူအစိုးရကဘယ်လိုကူညီခဲ့လဲဆိုတာကိုတိုက်ရိုက်ပြောကြားခဲ့ပြီးတဲ့နောက်မှာသမ္မတဒေါ်နယ်ထရပ်ကမက္ကဆီကို တင်ဖို့ကုန်တွေအပေါ်အခွန်25ရာခိုင်နှုန်းကောက်ခံမှုကိုသတင်းပတ်လေးပတ်အစိုင်းကလိုက်ပါတယ်အမေရိကန်ကအခွန်2ကောက်ခံမှုကို AP 2ရက်နေ့အထိရွှေ့ဆိုင်းထားကြောင်းနဲ့ သူပထမသမ္မတသက်တမ်းတော့က2018မှာ မက္ကစီကိုနဲ့ကနေဒါတို့နဲ့ချုပ်ဆိုထားတယ်။ကုန်သွယ်စာချုပ်မှာပါတဲ့ American Company တွေကနေမက္ကစီကိုပို့ကုန်တွေတင်သွင်းမှုကိုတော့အခွန်ကောင်းမှာမဟုတ်ကြောင်းသူရဲ့လူမှုမီဒီယာကနေပြောကြားခဲ့တာပါ။ကနေဒါအတွက်အခွန်25ရာခိုင်နှုန်းကောက်ခံမှုနဲ့ပတ်သက်ပြီးဆိုင်းငံ့ဖို့ရှိမရှိတမ်မရာထရက်ကမပြောသေးပေမယ့်ကနေဒါအတွက်ပါဆိုင်းငံ့ဖို့ဖြစ်လာနိုင်တယ်လို့ ကုံသွယ်ရေးဝန်ကြီးဟောင်းဝလူနဲ့ကကြာတာပဒင်းနေရုပ်တံမေးမြန်းခဲမှအရေးမို့ပြောကြားခဲ့တာပါဗုဒ္ဓဟူးနေ့ကတော့မက္ကဆီကိုနဲ့ကနေဒါနှစ်နိုင်ငံစလုံးကအမေရိကန်ကိုတင်ပို့တဲ့ကားလုံငန်းဆိုင်ရာပို့ကုန်တွေအတွက်အခွန်အသင့်ကောက်ခံမှုကိုတလားကျော်ဆိုင်က ထားခဲ့ကြောင်းတမ်နာထရကပြောကြားခဲ့ပါတယ်မက္ကဆီကိုတမ်နာကကြာတာပဒင်းနေမှာထုတ်ပြန်တဲ့ကြေညာချက်တည်းမှာ နှစ်နိုင်ငံအနေနဲ့ကိုယ့်အချုပ်ချံအာဏာပိုင်ဆိုင်မှုပေါင်းအတွင်းကနေလက်သွဲလှုပ်ဆောင်မှုဟာမကြုံစဘူးအောင်မြင်မှုရခဲ့ကြောင်းသဘောတူခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။မက္ကဆီကိုဟာအမေရိကန်ဘက်မူရင်းဆေးမဝင်နိုင်အောင်လှုပ်ဆောင်နေတာဖြစ်ပြီးနေဆက်ဖြတ်ကျော်ဝင်ရောက်မဲ့သူတွေကိုတားဆီးပုံမက္ကဆီကိုတပ်သားတတောင်းထားခဲ့တယ်လို့အမေရိကန်ဘက်ကအလိုရှိနေတဲ့ခိုင်းသား29ဦးကိုပြန်ဖို့ပေးခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။ကနေဒါသမ္မတဂျက်စတင်ထရူတာကတော့ အမေရိကန်ကကနေဒါထုတ်ကုန်တွေကိုအခွန်အသင့်ကောက်ခံဖို့တလားတာဆိုင်ငံ့ဖို့အရင်ရောင်ပြမှုအတွက်ကြိုးစားကြောင်းပြောပေမယ့်အမေရိကန်ကအခွန်ကောက်ရင်တံပြန်ကောက်ခံမဲ့သူ့အစီအစဉ်ကိုလည်းမယုတ်သိမ်းသေးကြောင်းပြောပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။